မင်္ဂလာပါရှင်ရခုံခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံကလေးလာစောင့်ကြည့်သူဆင်လွတ်မှာမဟုတ်ဘူးလို့အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်သမရကအတည်ပြုလိုက်ပြီးဖိလစ်ပိုင်ကမြန်မာအတိုက်ခံတွေအပါအဝင်အားလုံးနဲ့ထိတွေ့ဆက်ဆံပါမယ်စစ်တပ်ဘက်ကစစ်နယ်ဦးတည်ဆုံးပြီးလက်နက်မျိုးစုံတိမ်းဆဲရမိခဲ့တဲ့မောင်းမကန်ရေစကန်တိုင်တိုက်ပွဲရုပ်သံဗီဒီယိုကိုထုတ်ပြန်လိုက်တဲ့သတင်းပါဝင် ရန်ကုန်ခေတ်ရံမနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံဘက်ကနေစောင့်ကြည့်လေ့လာသူကိုဆင်လွတ်မှာမဟုတ်ဘူးလို့အာဆီယံဥက္ကဋ္ဌသစ်ဖြစ်တဲ့ဖိလစ်ပိုင်သမ္မတဖာဒီနန်အာမာကော့စ်ဂျူနီယာကအတီးပြုတ်ပြောဆိုလိုက်ပါတယ်။58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ပြီးမလေးရှားဗနာမာသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းကမ်းမှာ ၎င်းကအထက်ပါတိုင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်အရှိတောင်အာရှနိုင်ငံများအတင်အာဆီယံအနေနဲ့ဒီဇင်ဘာလမှာကျင်းပမယ့်မြန်မာနိုင်ငံရွေးကောက်ပွဲကိုလေးလာသူဆင်လွတ်မှာမဟုတ်ဘူးလို့ဖိလစ်ပိုင် သမ္မတကအတည်ပြုလိုက်ပြီးအာဆီယံနိုင်ငံတွေအကြားမှာ စစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမြင်တွေကွဲပြားနေတယ်လို့လည်းဖိလစ်ပိုင်သမ္မတကပြောပါရယ်။အာဆီယံကနိုင်ငံတစ်ခုချင်းစီအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကိုယ့်ဘာသာကိုဆုံးဖြတ်ဖို့ဖြစ်ပြီးရွေးကောက်ပွဲတဲ့အာဆီယံမှာဘုံရည်တည်ချက်တစ်ခုမရဘူးလို့လည်းဖိလစ်ပိုင်သမ္မတကပြောပါရယ်။အာဆီယံအနေနဲ့မြန်မာရွေးကောက်ပွဲကျင်းပမယ်ဒီဇင်ဘာလ28ရက်နေ့မတိုင်မီမှာ ဘုံသဘောတူညီချက်တစ်ခုကိုရရှိနိုင်သေးရဲ့လို့လည်းဖိလစ်ပိုင်သမ္မတကပြောပါရတယ်။ဒါပေမဲ့ဖိလစ်ပိုင်အနေနဲ့မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုလေးလာသူစေလွတ်ရန်သို့မဟုတ်အုပ်စုရဲ့ယက်တီချက်နဲ့ကန့်ညီရန်စစ်စားနေခြင်းရှိမရှိကိုထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။မြန်မာရေးတွေအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားအမြင်ကွဲပြားမှုတွေရှိနေပေမဲ့လည်းကွာခြားချက်မှမကြီးမားဘူးလို့လည်းဖိလစ်ပိုင်သမ္မတကပြောပါရတယ်။ ဒါအပြင်2026ခုနှစ်အာဆီယံအလဲကြဥက္ကရာသည်အဖြစ်တာဝန်ယူမယ်။ဖိလစ်ပိုင် သမ္မတကမြမအရေးအတွက်သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံသွားမှာဖြစ်ပြီးမြမအရေးမှာအာဆီယံအတွက်မကျက်သေးတဲ့အနာတစ်ခု ဖြစ်တယ်လို့လည်းထုတ်ဖော်ပြောဆိုသွားပါရရှင်။ဒီတစ်ခါမှာတော့ အကြမ်းဖက်စစ်တပ်ဘက်ကစစ်နယ်ဦးသေဆုံးပြီးလက်နက်မျိုးစုံ သိမ်းဆဲရရှိခဲ့တယ်။တင်းသားရီတိုင်းလောင်လုံးမြို့နယ်မောင်းမကန်ရဲစခန်းသိမ်းတိုက်ပွဲ ရုပ်သံဗီဒီယိုကိုဒုရကစစ်ကြောင်းကထုတ်ပြန်လိုက်ပါတယ်။တင်းသားရီတိုင်းလောင်လုံးမြို့နယ်မောင်းမကန်ရဲစခန်းသိမ်းတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်ကစစ်နယ်ဦးသေသွားတာဖြစ်ပြီးလက်နက်မျိုးစုံ22လက်ကိုသိမ်းဆဲရရှိခဲ့တာဖြစ်တယ်လို့လည်းအမှတ်33နီးပြူဟာမူရဲဘော်စော်ဒါကိုကရန်ကုန်ခေတ်မီဒီယာကိုပြောပါတယ်။ အော်တိုဘာလ26နှစ်မနေ့9နိုင်ခွဲလောက်မှာမောင်းမကန်ရဲစခန်းကိုတော်လဲတဖွဲ့တွေကဝေရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမနေ့9နိုင်ခွဲလောက်မှာရဲစခန်းတစ်ခုလုံးကိုအောင်မြင်စွာသိမ်းပန်ရှင်းလင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က12ဦးထိသွားတာဖြစ်ပြီး10ဦးထိခိုက်ဒဏ်ရာရှိခဲ့သလိုတော်လဲရဲဘော်တူလည်းမြင့်မြတ်စွာအသက်ပေးလိုခဲ့ရလို့လည်းသိရပါတယ်။အရင်တုန်းကတော့အဲ့ဒီရဲစခန်းကိုလက်နက်ကြီး drone ပုံသီးချပြီး တိုက်ခိုက်ခဲ့တာလည်းရှိခဲ့ပေမဲ့လည်းအခုတော့အဲ့စခန်းကိုအလုံးစုံတိုက်ခိုက်ပြီးဖျက်ဆီးလိုက်တာဖြစ်တဲ့အပြင်တိုက်ပွဲဖြစ်ပွားနေတုန်းမှလည်းရန်သူကအတော်လေးကြောက်ရွံ့သွေးပြက်နေတဲ့အနေအထားကိုတွေ့မြင်ရတယ်လို့လည်းအမှတ်33နီးပြူဟာမှုရဲဘော်စောဒါကိုကဆက်လက်ပြောပြပါရရှင်။တက်ဆက်ထဲမှာပဲနှင်းဆိုင်တိုင်းလောင်လုံးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်ကအင်အားဖြစ်တင်းပြီးရွေးကောက်ပွဲနေ့မဲလာထဲ့ဖို့အတွက် ပြည်သူတွေကိုနေအိမ်တွေအထိလိုက်လံချင်းချောက်နေရလို့ဒေသပြည်သူတွေနဲ့ဒေသတွင်းစေတရင်မြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရတယ်။အော်တိုဘာလ21ရက်နေ့ညနေ9နာရီကျော်ခန့်လောက်အချိန်ကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ရဲ့စစ်သင်္ဘောပေါ်မှာလိုက်ပါလာတယ်။အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကလောင်လုံးမြို့နယ်ကရင်ကြီးရွာကနေလောင်လုံးမြို့ဘက်ကို လာရောက်အင်အားဖြည့်တင်းနေရလို့လည်းသိရှိရပါရတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းမှာ အင်အား60ကျော်ပါဝင်ပြီးလက်ရှိအချိန်မှာလောင်းလုံးမြို့ပေါ်ကပြည်သူပိုင်နေရင်တွေကိုတွားရောက်ကာရဲကောက်ပွဲကိုမဲလာထဲချဖို့လိုက်လံချင်းချောင်းနေသလိုနေအင်ကလူစင်းတွေကိုလည်းကောက်ခံသွားလို့ဒေသပြည်သူတို့ကပြပြပါတယ်။ဒါအပြင်အော်တိုဘာလ26ရက်နေ့ကတော်လိုင်းတစ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းခဲ့တဲ့မောင်းမကန်ရဲစခန်းကိုလည်းအကြမ်းဖက်စစ်တပ်ကပြန်လည်တိစောက်ဖို့အတွက် အင်အား180နဲ့မောင်းမကန်ရဲစခန်းအတွင်းကိုဝင်ရောက်တက်ဆွဲထားတယ်လို့လည်းသိရပါဗျ။ဂျပန်စစ်တပ်ဘက်ကမောင်းမကန်ရဲစခန်းပြန်လည်တိစောက်နိုင်ဖို့အတွက်စစ်သင်းမိုးတွေနဲ့တယ်လာတဲ့ဘီးလက်မြေတွေကြောက်တွေကိုရဲစခန်းအတွင်းကို ပို့ဆောင်နေတာဖြစ်ပြီးစခန်းအနီးနားကိုလည်းကင်းပုံးတွေချထားကာစောင့်လွှေလုပ်ငန်းတွေစတင်လှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။ရှင်ဒီတခါမှာတော့ ချင်းပြည်နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲအစီအစဉ်အားလုံးနဲ့ထွက်ပေါ်လာမဲ့ရလက်တွေကိုလုံးဝလုံးဝဆန့်ကျင်ကန့်ကွက်တယ်လို့လည်းချင်းပြည်ကောင်စီကအော်တိုဘာလ29ရက်နေ့မှာတည်င်းထုတ်ပြန်လိုက်ပါတယ်။အာနာတင်အကြမ်းဖက်စစ်ကော်မရှင်ဟာစစ်အာဏာရှင်စနစ်နဲ့စစ်တပ်အုပ်ချုပ်ရေးအာဏာတည်မြဲရေးအတွက်သူတို့ကိုယ်တိုင်စိတ်တမ်းကြရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပြုရေးမန္တန်ရဲ့လုတ်ပိုင်ခွင့်အာဏာတွေကိုဖျောက်ဖျက်ကျွလွန်ကရွေးကောက်ပွဲအပိုင်း1ကို2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာမဖြစ်မနေပြုလုပ်နိုင်ရေးအတွက်မဲဆင်းတွေစုစည်းခြင်းနန်းစီဒီယံဝန်ထမ်းတွေနဲ့ဒီမိုကရေစီအယောင်ဆိုးနိုင်ငံရေးပါတီတွေကိုအသုံးချကမဲဆင်းတွေကြည့်ရှုဖို့လှုံ့ဆော်တာမဲပေးဆက်နဲ့ဆန္ဒမဲပေးနိုင်ရေးအတွက်ကြိုတင်စမ်းသပ်လေ့ကျင့်ပေးမှုတွေကိုပြုလုပ်နေတယ်လို့လည်းသိရှိရပါတယ် ဒါအပြင်စစ်ကော်မရှင်ဟာနိုင်ငံတကာနဲ့အာဆီယံနိုင်ငံတွေကိုလိမ်လည်လှည့်ဖျားကာရွေးကောက်ပွဲဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းပြီးသူတို့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင်နေရက်စွန့်ခွာအပြစ်မဲ့ပြည်သူတွေ ကြိုတင်မဲပေးနိုင်ဖို့လှုပ်ဆောင်နေရလို့လဲချင်းပြည်ကောင်စီကသတင်းထုတ်ပြန်ထားပါဗျ။စစ်ကော်မရှင်ရဲ့တရားဝင်အတုအယောင်ရွေးကောက်ပွဲဟာစစ်တပ်အုပ်ချုပ်ရေးနဲ့ဆက်ရနာရှင်စနစ်ဆက်လက်တည်တံ့ရေးကိုသာဥတည်နေတာဖြစ်တဲ့အတွက်နိုင်ငံရေးပဋိပက္ခသို့သာကြံ့ကြာစေမယ်လို့လဲဆိုထားပါဗျ။အဲဒါကြောင့်အင်ဒီဂျင်းနိုင်ငံတွေအာဆီယံနိုင်ငံတွေနဲ့နိုင်ငံတကာအတိုက်အဝန်းအနေနဲ့ဒီအတုအယောင်ရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့နဲ့ ဘာပံ့ပိုးမှုကိုမှပြုလုပ်ကြဖို့အတွက်ချင်းပြည်ကောင်စီကအလေးနဲ့တိုက်တွန်းနှိုးဆော်ထားပါတယ်။ချင်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီကစစ်တပ်ရဲ့ရွေးကောက်ပွဲဝင်မဲ့ခေါင်းဆောင်ပိုင်း၄ဦးကိုထုတ်ပယ်လိုက်ပြီးအဲ့ဒီ၄ယောက်ဟာ CNLD ပါတီနဲ့လုံးဝမသက်ဆိုင်ဘူးလို့လည်းသတင်းထုတ်ပြန်လိုက်ပါတယ်။ CNLD ပါတီကအာနာသိန်းစစ်တပ်လက်အောက်ခံရွေးကောက်ပွဲ ကော်မရှင်မှာပါတီမှတ်ပုံမတင်တော့ဘဲအမျိုးသားဒန်းတူရဲ့ ကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့ Federal Democracy တိဆောက်ရေးတို့မှာပြည်သူလူထုရဲ့ဆန္ဒနဲ့ညီဒီဇိုင်းမှတ်မှတ်ရက်တည်ဆောင်ရွက်နေရလို့လည်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။အေရီတန်တဲ့တဲ့ဘုတ်ကိုကြည့်အောင်ပါအေရီတန်ရေကြီးမြို့မှာရဲစခန်းမှာရဲချင်းချင်းစကားများရံဖြစ်ရကနေ ပြစ်ခတ်မှုဖြစ်ပွားပြီးဒူရဲအိုတူးဟာဆေးရုံတင်ထားရတယ်လို့ရဲသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗါးအော်တိုဘားလ29ရက်နေ့မှာလင်းမျက်နှာမြို့နယ်ရဲစခန်းကရဲတပ်သားကျော်စောလင်းဟာရဲကြီးမြို့မှာရဲစခန်းကိုအလုတ်တာဝန်နဲ့လာအောင်တွင်ဒူရဲအိုတူးနဲ့စကားများရန်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်အဲလိုစကားများရန်ဖြစ်စင်မှာရဲတပ်သားကျော်စောလင်းကသူကန်ဆောင်ထားတဲ့တနက်နဲ့နှစ်ချက်ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါဗါးအဲပြစ်ခတ်မှုအတွင်းမှာဒူရဲအိုဟာကြီထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာရှိခဲ့ကရေကြီးဆေးအုံမှာတွားရောက်ကုသနေရတယ်လို့လည်းသိရှိရပါဗျ။ဒူရဲအုံမှာဒဏ်ရာအခြေအနေပြင်းထန်တာကြောင့်စိုးရိမ်ရနေပြီးလက်ရှိအချိန်ထိကုသမှုခံယူနေရဆဲဖြစ်တယ်လို့လည်းသိရပါဗျ။ဒူရဲအုံကိုတနက်နေ့ပြစ်ခတ်ခဲ့သူတက်သားကျော်စောလင်းမှာအန်တပြုတ်ရဲစခန်းမှာတာဝန်ထမ်းဆောင်စဉ်ကလည်းအမျိုးသမီးတအူးကိုခုပြေးပြီးပြန်အပ်ကမင်္ဂလာဆောင်ဖို့ရက်သက်မှတ်ပြီးမှ လက်ထက်ယူခြင်းမရှိတာကြောင့်တန်ကြားခံရပြီးသဲနုကုံရဲစခန်းကိုပြောင်းရွှေ့ခံခဲ့ရလို့လည်းဖြစ်ပါတယ်။သဲနုကုံရဲစခန်းကိုအခုနှစ်ဇွန်လပိုင်းမှာ AA နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့်လေးမျက်နှာမြို့မှာရဲစခန်းကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါရဲ့ရှင်။ စကိုင်းအတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။စကိုင်းအတိုင်းကောလင်းမြို့နယ်အတွင်းမှာအကြက်ဖက်စစ်တပ်ဘက်ကမြေပြင်အခြေအနေတွေကိုထောက်လန်းနေတယ်။စပိုင်ဘောလုံးခေါ်ကင်းထောက်မိဘုံပြန်တွေလွှင့်တင်နေတာကြောင့်ပြည်သူတွေတတိနယ်နေထိုင်ကြဖို့အတွက်ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းမီဒီယာကိုပြောပါရယ်။အော်တိုဘာလ31ရက်နေ့မနေ့၈နိုင်ခွဲလောက်က ကောလေးမြို့နယ်အတွင်းဝင်းတိုဘက်ကနေတက်လာတဲ့စပိုင်ဘောလွန်ကင်းထောင်မီးဘုံပြန်တွေတွေ့ရှိခဲ့ရတာဖြစ်ပြီးအော်တိုဘာလအတွင်းမှာမကြာခဏဆိုသလိုအကြမ်းဖက်စစ်တပ်ဘက်ကလွှင့်တင်တဲ့ကင်းထောင်မီးဘုံပြန်တွေကိုတွေ့လာရတာလည်းဖြစ်ပါတယ်။အဲ့ဒီစပိုင်ဘောလွန်တွေဟာမြေပြင်နဲ့ပုံမိုနီးကပ်တဲ့အမြင့်မှာပြန်တန်းနိုင်တဲ့အတွက် ဂျိုဒုသူမဟုတ်လေရင်တွေတဲ့ပုံမူရှင်းလင်းကရုတ်ထွက်ကောင်းမွန်တဲ့ဓပုံတွေကိုလည်းရယူနိုင်တဲ့အပြင်အချင်းကြာကြာပုံမူလေ့လာနိုင်တယ်လို့လည်းကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောပါရတယ်။ဒါအပြင်နှေးကွေးစွာ ရေလားနေတဲ့အတွက်အချင်းပိုကြာကြာပြောင်းဝဲနိုင်တာကြောင့်သတင်းအချက်အလက်ပုံမူစုဆောင်းနိုင်တယ်လို့လည်းကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါရတယ်။အဲ့ဒီစပိုင်ဘောလုံးတွေဟာမြေပြင်နဲ့နိကတ်တာကြောင့်အီလက်ထရောနစ်အချက်ပြမှုတွေကိုပုံမူစုဆောင်းနိုင်ပြီး ကုန်ကျစရိတ်တက်တာတဲ့အပြင်ရေဒါမှာဖမ်းမိနိုင်မှုနည်းတဲ့အာသာချက်တွေအပြင်ဝန်အလေးချိန်ကိုဂျိုရုတွေထက်ပုံမှုသေဆောင်နိုင်တဲ့အာသာချက်ရှိတဲ့အတွက်အထူးသတိထားဖို့လိုအပ်တယ်လို့လည်းသတိပေးကြညာချက်မှာဖော်ပြထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရခိုင်ပြည်ပုံနာကျွန်းကြောက်ဖြူမြို့နယ်ရတိတောင်မြို့နယ်တို့မှာစစ်တပ်ကလေရင်နဲ့ပုံကျဲမှုကြောင့်ပြည်သူ၁၀ဦးဟာသေဆုံးသွားတယ်လို့ဒေသပြည်သူတွေရဲ့ပြောဆိုချက်နဲ့ရခိုင်ဒေသသတင်းမြစ်တွေရဲ့သတင်းဖော်ပြချက်အရသိရှိရပါတယ်။အော်တိုဘာလ31ရက်နေ့မနေ့17:35မိနစ်နဲ့မနေ့17:38မိနစ်အချိန်လောက်မှာပုံနာကျွန်းမြို့နယ်ပန်းနီလာကျေးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံးတွေကျချခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဘုံးတွေကျချမှုကြောင့် ပြည်သူလေးဦးဟာပွဲချင်းပြီးတည်ဆုံခဲ့ရပြီးဆယ်ဦးနှိပါဟာအပြင်းထန်တန်းရရှိခဲ့လို့လည်းသိရှိရပါတယ်။အော်တိုဘာလ30ရက်နေ့ကလည်းစစ်တပ်ဟာရတိတောင်မြို့နယ်မိုးဆဲကျွန်းကဇီကန်ကျေးရွာကိုဒရုန်းနဲ့ဘုံတီးကျချခဲ့မှုကြောင့်အသက်52နှစ်အရွယ်ရှိတဲ့ဦးထွန်းရေးလိုင်မှာတည်ဆုံသွားရပြီးပြည်သူ2ဦးဟာဒဏ်ရာရှိခဲ့ပါတယ်။အလားတူစစ်တပ်ဟာအော်တိုဘာလ30နှစ်ညနေ4နာရီအချိန်ကလည်းကြောက်ဖြူမြို့နယ်ဇင်ချောင်းတိုက်နယ်ဇင်ချောင်းကုံပွေကျေးရွာကို ပေါင်900ဘုံနှလုံးကျဲချတတ်ခဲ့ခဲ့ရမှာပြည်သူ9ဦးဟာသေဆုံးခဲ့ရပြီးဒဏ်ရာရရှိသူ10ဦးရှိခဲ့လို့လည်းသိရှိရပါတယ်။ဂျက်ဘက်စစ်တပ်ဟာရခိုင်ဒေသကိုလေကြောင်းတိုက်ခတ်မှုနဲ့လက်လက်ကြီးနဲ့ပစ်ခတ်မှုတွေကိုအရှိန်မြင့်တင်လာပြီးအေကပြည်သူတွေသတိပြုနေထိုင်ကြဖို့သတိပေးတရားဝင်နှိုးဆော်ချက်တွေကိုထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ။